အပြုအစင်မစစ်ဘလို့ဒီနိုင်မလဲဒါကိုနားထောင်ကြည့်ပါ channel ကိုလည်း subscribe နှိပ်ထားခဲ့ကြပါအောင်နော်အားပါအပြိုစစ်မစစ်ကိုလိင်ဆက်စန္ဒာနဲ့တိုင်းတာရီဆိုရင်လိင်မစက်စံပဲနဲ့အပြိုမြေးပေါနိုင်လေဆိုတာကိုထိတာပြီးပြီလားဒီနေ့အဖြစ်အပြိုစစ်ရဲ့သားနဲ့အပြိုမြေးပေါရတဲ့အကြောင်းရင်းမျိုးပေါ်ဂျားတွေကိုထိမိထားဘူးဆိုရင်ကိုနဲ့ကိုကဖာရဲ့ဆက်ဆံရေးကြားမှာအဖို့ဒီလေးတွေဖိတက်တာကြောင့်ဒီအချက်လေးတွေကိုသိထားဖို့လိုပါတယ်အပြိုမြေးနဲ့အပြိုစစ်ချင်းမစစ်ချင်း ူနမဲကိုအပြိုမေးလို့ပေးလိုက်တဲ့အခါကျတော့သူ့ကိုကြည့်ပြီးအပြိုစစ်မစစ်ခွဲလို့ရတယ်လို့ထင်ကုန်ကြရောတကယ်ကအပြိုမင်းဆိုတာနမဲအရသာအပြိုပါပဲမဲ့တကယ်အပြိုဟောမဟုတ်ကိုသူ့ကိုကြည့်ပြီးခွဲလို့မရပါဘူးပြောရမယ်ဆိုရင်လိန်တန်းအပြင်တခြားအပြင်ကဝင်တာအထဲကထွက်တာတွေအကုန်လုံးကအပြိုမင်းကိုပေါက်ဆင်နေပါတယ်ဒါဆောင်အပြိုမင်းပေါက်ပြီဆိုတာနဲ့လိန်ဆက်ဆန့်ပြေးတာလို့တန်းပြောလို့မရပါဘူးကျွန်တော်အမျိုးသမီးကတခါမှလိန်မဆက်ဆန့်ဘူးလို့ပြောတယ်ဒါပေမဲ့သူ့အပြိုမင်းကပေါက်နေတယ် အဲ့ဒါဟုတ်ပါမလားလို့မိခင်ကြီးထဲနိုင်ကြီးရှိတယ်လို့ပြောရမှာလားအမျိုးသမီးတွေလည်းအမျိုးသားတွေလိုပဲတကူရီအာသာဖြေချက်သက်ပါတယ်အာသာဖြေတဲ့အခါလက်ချောင်းတွေကိုအသုံးပြတာရှိတယ်လို့ဆက်စတိုင်းတွေကိုသုံးတာလည်းရှိပါတယ်ဒီကနေမှအပြုတ်မြေပောက်သွားတာပါတယ်တထုအမျိုးသားတွေလည်းပြောကြတယ်လိန်ဆက်ဆန်ပြီးပောက်သွားတာကိုအပေါ်ကအချက်တွေနဲ့လိန်နေတာရောမထင်နိုင်ဘူးလားဆိုပြီးဒါကတော့နှစ်ဦးနှစ်ဖက်ဆွေးနွေးရမယ့်ကိစ္စပဲဖြစ်ပါတယ်လူရင်းကအပြုတ်မြေက လိမ်မဆက်ဆန့်ဖို့တဲ့သူတွေမှလည်းပေါက်နိုင်တယ်ဆိုတာရယ်အပြိုမြင့်ကိုကြည့်ပြီးအပြိုစစ်မစစ်ခွဲလို့မရဘူးဆိုတာရယ်ပါမဟုတ်ကြီးအပြိုမြင့်နဲ့အပြိုစစ်မစစ်ခွဲပြီးအိမ်ထောင်ကြီးပြေသနာတက်ကြရအတွဲတွေများလာလို့ပါကျေးဇူးတင်ပါတယ်နော်